မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံအကြက်သဲတွေနဲ့လက်နက်ကင်ပဏိပခါတွေပြည်လဲဆွေးနွေးညှိနှိုင်းတဲ့အခါမှာဂျွန်ဆန်းစုကြည်ကလည်းပါတင်ပါထက်တဲ့လူပုဂ္ဂိုလ်တအူဖြစ်တယ်လို့ 7EO Alliance ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်က CNN တင်းဌာနကိုပြောပါတယ်။နိုင်ငံရေးပြဿနာတွေဖြစ်ရှင်းဆောင်ရွက်တဲ့အခါမှာတနည်းအားဖြင့်နိုင်ငံအခက်အခဲအကြက်သဲတွေကိုကြော်လာဖို့ကြိုးပမ်းတဲ့အခါမှာပါတင်ပါထက်တဲ့အဖွဲ့အစည်းတွေအားလုံးရဲ့ညှိနှိုင်းဆွေးနွေးမှုနဲ့တာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်နိုင်လိမ့်မယ်လို့ 7EO Alliance ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်က CNN တင်းဌာနကိုပြောပါတယ်။ ဒီတောင်ဆောင်စုကြည်လူမြောက်လာတာနဲ့ကျွန်တော်နိုင်ငံရဲ့ခင်းချင်းကဘလို့နိုင်လဲဆိုတဲ့အကန့်ဒီကမှာအဟိုစားအတိအကျတော့ကျွန်တော်အနေနဲ့ဒါပြောပွားတော့ခက်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့အနေနဲ့ခုနကပြောတဲ့လိုမျိုးပဲအတောင်ဆောင်စုကြည်ဖြစ်ဖြစ်ဒီနိုင်ငံရဲ့အခက်အခဲကြတဲ့ကိုဖော်ချမှုကြော်လွားမှုကျူးပန်းတဲ့နေရာမှာအနည်းအားဖြင့်ဒီနိုင်ငံရဲ့နိုင်ငံရေးပြဿနာကို ဖြည့်ရှင်းဆောင်ရွက်တဲ့နေရာမှာမပါမဖြစ်ပါတဲ့ပါထိုက်တဲ့လူဒါမပါမဖြစ်ပါတဲ့ပါထိုက်တဲ့ဖွဲ့စည်းပြီးအားလုံးရဲ့ဥစ္စာပေါ်လေးညီနိုင်ရှင်တွေတဘောတူညီမှုနဲ့ပဲကျွန်တော်တို့ခုနကဆရာပြောတဲ့ကျွန်တော်တို့နိုင်ငံရဲ့ရှိအနာဂတ်ကို ဒါရုပ်လုံးဖော်နိုင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့အဲ့လိုပဲရှိနေပါတယ်ခင်ဗျ။အဲကျွန်တော်အနေနဲ့အတိအကျတော့မပြောနိုင်ပေမဲ့တကယ်ပြည်တော်စုရဲ့အကျိုးကျွန်တကယ်ကျွန်တော်တို့တွေ့တွေ့နေရတဲ့ကျွန်တော်တို့တက်နိုင်ငံလုံးရဲ့အခက်အခဲအကြတဲ့ကိုရှေ့ရှုပြီးတော့ဆောင်ရွက်မယ်လို့ဆုံးဖြတ်ထားတဲ့ပုဂ္ဂိုလ်အဖွဲ့အစည်းတွေအားလုံးကတော့ဒါသူကိုယ်လည်းပဲဒါဥစားပေါ်လေကျွန်တော်တို့ဒါ stakeholder တစ်ခုအနေနဲ့ မပါမကြည့်ပါတိုင်းပါထိုက်တယ်လို့တော့အဲ့လိုရှုမိမှုတွေကတော့မှန်တကယ်ရှိပါတယ်ခင်ဗျာနိုင်ငံတော်အစိုးရအနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးရေးမလွတ်ပေးကရွေးကောက်ပွဲပြီးထွက်လာမယ့်အခင်းချင်းပေါ်မှာသာစဉ်းစားရမယ်လို့ဘိုးအမျိုးသားလူမျိုးအဖွဲ့ချုပ် PNL OSCAS မှာအောက်ကတော့ဘိုးမူကြီးခုံဦးကက CNN ဌာနကိုပြောပါတယ်ပြရတာတော့ဘာလို့ပါပြောပြောရွေးကောက်ပွဲပြီးရတဲ့အထိကလုံးမမထင်သေးဘူးရွေးကောက်ပွဲပြီးထွက်လာတဲ့အခင်းချင်းပေါ်မှာမှာနော် စဉ်းစားလို့မယ်လို့ထင်တယ်အခုဒီဘဝမတိုင်ခင်ထွက်ရင်အတော်မကောင်းကောင်းဖြစ်တော့ဟင်းမဒါတော့ပြောလို့မရဘူးဒီဘဝပြီးလို့ဆက်လာတဲ့အခင်းချင်းကပြောပြောင်းတဲ့အခင်းချင်းဖြစ်မယ်ကြောင်းလဲလဲကောင်းမယ်ဆိုရင်တော့ပုံစံတစ်မျိုးပေါ့ညာလက်ခံနိုင်တဲ့ပုံစံပေါ့ဒါမှမဟုတ်လဲဒီဘဝကပြီးရဲ့ဘာမှမပြောင်းဘူးအခေါလူတွေကတော့ဒီလူတွေပဲဆိုရင်မလဲ နည်းနည်းတော့ဟိုပါပေါ့ဒီငင်းငင်းတော့ဖြစ်ဖို့ခက်တာပေါ့ဒါပေမဲ့လှုပ်မလို့တော့ဘယ်မှမပြောနိုင်ဘူးပြောတော့ပဲပြီးတယ်မလို့ကျင်တယ်မလို့ဘူးဖြစ်တယ်ခမားတာပြောတာပြုံးမဲ့ပြန်တော့ရုပ်ောက်ပဲပြီးမှပဲဖြစ်နိုင်တယ်ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလရက်ကမြန်မာတက်မတော်ကဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအစိုးရ NLD အစိုးရကို2020အထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းမယ်။အစိုးရဖွဲ့စည်းရေးကြိုးပမ်းနေလို့ဆိုကဖြုတ်ချခဲ့ပြီးနောက်ဒေါ်ဆန်းစုကြည်ဦးဝင်းမြင့်တို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက်မြန်မာတပ်မတော်နဲ့တော်လိုင်းအဖွဲ့အစည်းတွေကြားလက်နက်ကင်ပန်တိပခါတွေဖြစ်ပွားလာကနိုင်ငံရေးစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးစတဲ့အခြေအနေတွေကကြက်သေးတွေနဲ့ရင်ဆိုင်နေရပါတယ်